မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့မြမဂီတသမိုင်းတွင်ထင်ရှားခဲ့သူတူဖြစ်သလိုမော်ဒန်ပကြီလောကတွင်လည်းထင်ရှားခဲ့သူတူဖြစ်တဲ့အဆိုတော်ခင်ဝန်းအကြောင်းကိုဖော်ပြပြီးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင် အစိုးရ K1 ကိုအဖဦးအောင်ခအမိဒေါ်သိန်းတင်တို့မှ1948ခုနှစ်နိုဝင်ဘာ24ရက်တနင်္လာနေ့တွင်ဘကိုးတိုင်းပြည်မြို့၌မွေးဖွားခဲ့ပါသည်။ဖခင်ဖြစ်သူမှာဒုတိယကမ္ဘာစစ်တွင်မြန်မာနိုင်ငံသို့တာဝန်ထမ်းဆောင်ရန်ရောက်ရှိလာခဲ့သောဂျပန်လူမျိုးအင်ဂျင်နီယာဖြစ်၍ဂျပန်အမည်ယိုရှိအိုကာနိုရိုကီဖြစ်ပါသည်။ ခင်ဝမ်းမှာအကြီးဆုံးသားဖြစ်ပြီးဂျပန်အမည်မှာယောရှိအိုကာစာချီအော့ဖြစ်ပါတယ်။ညီများမှာဥခင်တူဦးဝင်းထွန်းတို့ဖြစ်ကြပါတယ်။ခင်ဝမ်းငယ်စဉ်1953ခုနှစ်တွင်ကမ္ဘောဇာရိတ်သားကြောင်းယခုအလကတ်တေပြည်မြို့တွင်ပညာစတင်သင်ယူပြီးအလဲတန်းတွင် EBN မြန်မာနှစ်ချင်းခရီးရန်ကြောင်းအခုအထကသုံးပြည်မြို့တွင်ပညာသင်ယူခဲ့ပါတယ်။ငယ်စဉ်ကတည်းကပကြီဂိတကဗျာစာပေတို့ကိုစိတ်ဝင်စားခဲ့ပြီး 1962ခုနှစ်ကိုရက်နှစ်တွင်ရန်ကုန်မြို့ UCHS အခုအထက်ကလေးအလုံးတွင်ကျောင်းဝင်ကျောင်းသားဘဝဖြင့်ပညာသင်ကြားခဲ့ပါသည်1965ခုနှစ်တွင်ပြည်မြို့အမှတ်၄ကျောင်းမှဆယ်တန်းအောင်မြင်ခဲ့ပြီး1965-1966ပညာသင်နှစ်တွင်ရန်ကုန်တက္ကသိုလ်၌တက်တာဗေဒအဓိကဖြင့်ပညာသင်ယူခဲ့ပါသည်ရွှေဘိုဆောင်း၌အဆောင်ကျောင်းသားဖြင့်နေထိုင်ပြီးစာဖတ်စာရေးကိတာဒီတချင်းဆိုပကြီးဆွေရေး င်းပျော်ရွှင်စွာဖြတ်သန်းခဲ့ပါတယ်။ပီယာနိုဆရာများမှာဥကြည်တာနဲ့စံနယာဥထုံညွန့်တို့ဖြစ်ကြပါတယ်။1966 1968ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည်စာဆောင်၌ကျွန်တော်လူစိုးခင်ဝန်းဝတ္ထုတို့ကိုရေးသားခဲ့ပါတယ်။1969ခုနှစ်ဇူလိုင်လကျောင်းပကြီးပြပွဲတွင်သူ၏ပကြီးကားများစတင်ပြသခဲ့ပါတယ်။ 1969စတေမာလာတတိယနှစ်တွင်ဒေါခင်လေးမြင့်နှင့်လက်ထပ်ခဲ့ပြီးရင်းနာကိုပကြီးစရာဘဝဖြင့်နေထိုင်ခဲ့ပါသည်1980တွင်သမီးကြီးပွင့်ဖြူတီကိုမွေးဖွားခဲ့ပါသည် 1981ဇွန်လတွင်ဒုတိယသမီးပွင့်မုံတီကိုထပ်မံမွေးဖွားခဲ့ပါတယ်1982ခုနှစ်ဇန်နဝါရီလ၌စိတ်ဒဇပကြီးစာအုပ်ကိုရေးသားထုတ်ဝေခဲ့ပါတယ်ဇွန်လတုံမိုးဝေမဂဇင်း၌တရုတ်စာရေးဆရာမောထွန်း၏ episode ဝိတ္ထုကိုဘဝကျေးပုံအမည်ဖြင့်ဘာသာပြန်ခဲ့ပါတယ်ဝိတ္ထုတေုပ်ဖော်ဝန်ကိုကိုယ်တိုင်ရေးဆွဲခဲ့ပြီးစံကြည်ကြော့ကလောင်အမည်ဖြင့်ပြန်ဆိုခဲ့ခြင်းဖြစ်ပါတယ်ဇူလိုင်လတွင်မိုးဝေမဂဇင်း၌ထိုကလောင်နမည်ဖြင့်ပင် အဘဂမူဤတကက်စ်ဝိတုကိုဧည့်သည်ကြီးဟုအမည်ပေးကာကိုတိုင်သရုပ်ပေါ်ရေးသားပြန်ဆိုခဲ့ပါတယ်1982ခုနှစ်မတ်လတွင်ပြည်သူကျယ်ကြာနေ၌အော်တိုမက်တစ်စီဇန်ပကြီဆောင်ပါရေးသားခဲ့ပါတယ်ဧပြီလတွင် ဖြူနီညိုပြာမဂ္ဂဇင်းတွင်စာရေးဆရာတယောက်နှင့်ပကြီကားများကြောင်းအမည်ဖြင့်အမေရိကန်စာရေးဆရာမဂါထရုစတိန်ကြောင်းရေးသားခဲ့ပါတယ်အော်ဂိုလာ6ရက်နေ့တွင်မျက်နှာစိမ်းတကူတော်ပကြီပြပွဲကိုတိမ်ပြူလန်းဆရာဝန်များအသင်းတိုင်းရန်ကုန်တွင်ပြသခဲ့ပါတယ် ါတယ်။1983ဇူလိုင်လတွင်တတရသမီးဇူလိုင်တီကိုမွေးဖွားခဲ့ကမြားပြင်တကူတော်ပကြီးပြပွဲကိုရန်ကုန်မြို့လောကနတ်ပကြီးပြခန်းတွင် ပြသခဲ့ပြီးမော်ဒန်အနှံ့ပတ်သက်သော စာတမ်းများကိုလည်းရန်ကုန်မြို့ဂျူဘလီဟောတွင်ဖတ်ကြားခဲ့ပါတယ်။1983 1984ခုနှစ်တွင်ပြင်စမဇင်ကမီစုပေါင်းပကြီးပြပွဲတွင်ပါဝင် ပြသခဲ့ပြီး1983 1985တွင် အရှိရာဂယ်လရီကိုဦးကြည်တွဲနှင့်အတူစတင် င်တည်ထောင်ခဲ့ပါတယ်။ ရန်ကုန်မြို့33လမ်းတွင်လည်းအမှုပညာသင်တန်းတစ်ခု ဖွင့်လှစ်ခဲ့ပြီးကျောင်းအုပ်မှာဦးစိန်ခင်မောင်ဤဂီတသင်တန်းဆရာမှစောင်းကိုသိမ့်ဖေပကြီးသင်တန်းဆရာဖြစ်ခင်ဝန်းကသင်ကြားပေးခဲ့ပါတယ်1985ခုနှစ်တွင်ပကြီးပညာလေ့လာရန်ရည်ရွယ်ချက်ဖြင့်ဂျပန်နိုင်ငံသို့ထွက်ခွာခဲ့ပါတယ်1986ခုနှစ်တွင်စရုဒ္ဓသမီးမြင့်ခိုင်သည်ကိုမွေးဖွားခဲ့ပါတယ်1988ခုနှစ်တွင်နှင်းစီဖြူရဲ့အဝေးကလူတယောက်တေးစီရီကို ကိုယ်တိုင်ရေးသားတည်ဆိုထုတ်ဝေခဲ့ပါတယ်။ပြည်မျိုးမှာတက်တန်တရာတီဝိုင်းပြန်တိခတ်ခဲ့ပြီးတိတ်ခွေကာပါကိုလည်းကိုယ်တိုင်ရေးဆွဲခဲ့ပါတယ်။1989ခုနှစ်တွင် လောကနက်ဂယ်လာရီရန်ကုန်၌ drum ဲတကူတော်ပကြီးပြပွဲကို ပြသခဲ့ပြီးပြီမာဆောင်းစီးရီးကိုလည်းကိုရန်ရေးသားတည်ဆိုထုတ်ဝေခဲ့ပါတယ်။ထိုအခွေကို သူဇနီဒေါ်ခလင်းမြင့်ဤတမုတ်ရာတေးထုတ်လို့ရေးအမှတ်30တက်တရာတော်မစင်ရိတ်သားရန်ကုန်မှထုတ်ဝေခြင်းဖြစ်ပါတယ်။ 1980ခုနှစ်တွင်ပန်းနူရောင်ခန်းစားချက်များဒေးစီရီကိုကိုရန်ရေးသားသည်ဆိုထုတ်ဝေခဲ့ပါတယ်။ကိုနေဝင်းနဲ့စောချက်စင်ရေးသားသောမငုံမိတယ်နဲ့ကိုမမောင်အင်းလီမမောင်ရေးသားသောမရှိခနာသခြင်းများပါဝင်ခဲ့ပါတယ်။1982ခုနှစ်တွင်ကြပြာစာပေပကြီးကိဒသမားများနေထိုင်ရာရန်ကုန်တက္ကသိုလ်နီးခရမ်းပြအဆောင်တွင်နေထိုင်ခဲ့ပြီးညစီးရီကိုကိုယ်တိုင်ရေးသားတည်ဆိုထုတ်ဝေခဲ့ပါတယ်။1984တွင်လည်း လိပ်ပြာလွင်ပြင်တေးစီဗီကို ကိုရန်ရေးသားတီဆိုထုတ်ဝေခဲ့ပြီးတစ်ဒီဝိုင်းအဖွဲ့ပြင်တိခတ်ခဲ့ကတိတ်ခွေကာပါကိုကိုရန်ရေးဆွဲခဲ့ပါတယ်။တိုးနစ်မှာပင်တဖန်ပြန်လဲဖြတ်တန်းခြင်းတေးစီဗီကိုတီဆိုထုတ်ဝေခဲ့ပါတယ်။တခြင်းဟောင်းများကိုပြန်လဲတိခတ်တီဆိုခဲ့ခြင်းဖြစ်ပါတယ်။1985တွင် ကစားမလားနားမလားစီးရီးကိုကိုရန်ရေးသားတီဆိုထုတ်ဝေခဲ့သလိုပန်ခဲန်ပြာစီးရီးကိုတီဆိုထုတ်ဝေခဲ့ပါတယ်။ ပန်ခမ်းပြစီးတွေကိုမစ္စူမလိုင်းတီဝိုင်းဖြင့်တိခတ်ခဲ့ပြီးကိုနေဝင်းကိုရဲလွင် မောင်တစ်မင်းတို့၏တခြင်းများကိုတည်ဆိုခဲ့ပါတယ်။1986တွင်ခေဝမ်းလက်ရွေးစဉ်တီစီးတွေကိုတည်ဆိုထုတ်ဝေခဲ့ပါတယ်။1989ခုနှစ်စက်တင်ဘာတွင်စပယ်ဗျူမဂ္ဂဇင်းတွင်ဂီတနှင့်သူရတ္တိစောင်းမကို ရေးသားခဲ့ပါသည် 1988ဇွန်လຫນွေဦးကဗျာမဂ္ဂဇင်းတွင် မဟာတန်ခခန္ဓာကြီးကဗျာကို ပါဠိဘာသာဖြင့်ရေးသားပြီးမြန်မာဘာသာဖြင့်ပြန်ဆိုခဲ့ပါသည်1992ခုနှစ်တွင် အမောင်ကိုထွန်းညွှန်မိအိမ်စီးရီကိုတည်ဆိုထုတ်ဝေခဲ့ပါသည်ထိုခွေမှာကိုနေဝင်းတကူတော်ရေးသားသောတချင်းစနဘုတ်ပါဝင်ကမြစ်မလိုင်းတီဝိုင်းဖြင့်တိခတ်ခဲ့ခြင်းဖြစ်ပါသည်1994တွင်လူတရအကြည့်တီစီရီကို ကိုရန်ရေးသားတည်ဆိုထုတ်ဝေခဲ့ပါသည်မြစ်မလိုင်းတီ ီးဝိုင်းဖြင့်တိခတ်ကဘဲစီဘဲဝဲမြင့်နေတိနေတော့သုံးပုံမှလွဲ၍ကြံတဲ့ချင်းများမှာအစ်စ်များဖြစ်ပြီးရှစ်နှစ်ကြာအချိန်ယူခဲ့သောစီးရီးဖြစ်ပါတယ်။ ထိုနှစ်ဖေဖော်ဝါရီလတွင်တောင်မှန်မြင့်ပကြီးပြပွဲဒုတိယအကြိမ်ကို မန္တလေးမြို့၌အခြားပကြီးဆရာများနှင့်အတူပါဝင်ပြသခဲ့ပါသည်။ထိုနှစ်အော်တိုဘာတရဖူမဂ္ဂဇင်းတွင်ကြောင်းသွားချိန်ကြပြကို ရေးသားခဲ့ပါသည်။1995ခုနှစ်တွင်စိတ်ကြိုက်ပြန်ဆိုတေးစီးရီးကိုထုတ်ဝေခဲ့ပါသည်။ထိုစီးရီးတွင် ကိုနေဝင်းရည်သည့်လွမ်းရတဲ့ညတွေလွန်ပါစေ။ကိုရဲလွင် ရေးသားသောပန်ခင်းပြား နရီမင်္ဂလာနဲ့သူဤကြောကြသောတေးများပါဝင်ပြီးမြစ်စမာလိုင်းတီဝိုင်းဖြင့်တီးခတ်ခဲ့ပါတယ်။ ထိုနှစ်တွင်ပင်ကိုကျော်စိုးနှင့်အတူဒန်စလာရူကပြာကိုပြည်သစ်ဘာသာဖြင့်ရေးဖွဲ့ပြီးလမ်းပေါ်မှာအမိဖြင့်မြန်မာပြန်ခဲ့ပါတယ်။မေလဇွန်လဇူလိုင်လနဲ့စက်တင်ဘာလတို့တွင်ရွှေနှွေမဂဇင်း၌ပကြီအောင်စိုး၏ရိုးရာမခေတ်သစ်သို့ပြန်လည်ဆန့်သစ်ခြင်းဆောင်းပါးရှည်ကို ရေးသားခဲ့ပါတယ်။1998ခုနှစ်တွင်မင်းလျှောက်တဲ့လန်တေးစီရီကိုကိုရိုင်းရေးသားတီဆိုထုတ်ဝေခဲ့ပြီးမစ္စမလိုင်းတီဝိုင်းဖြင့်တိခတ်ပြီးတချင်းတဲ့၄ဘုတ်ပါဝင်ခဲ့ပါတယ်။ထိုနှစ်မေလတွင် တွင်ရန်ကုန်မြို့ IVY Gallery ၌ Battlegri ဒဂိုရောပကြီးပြပွဲကို ပြသခဲ့ပြီးဂျပန်မိတ်ဆွေတာဇိုကာဇူရိုဂျပန်ဘာသာဖြင့်ရေးသားထားသောကဗျာကို မိုင်းမိုင်းအမည်ဖြင့်အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခဲ့ပါတယ်။အဆိုတော်ခင်ဝမ်း၏ထင်ရှားကြော်ကြားသောတခြင်းများမှာနှင်းစီဖြူရဲ့အဝေးကလူတယောက်ပြီမာဆောင်1989အိမ်မက်စိတ်ကြိုက်ပြန်ဆိုတဲ့ပန်ခရမ်းပြအမောင်ကိုထွန်းညိမဲ့မိအိမ်လူတရအကြည့် မင်းလျှောက်ခဲ့တယ်လမ်းခင်ဝမ်းအကောင်းဆုံးသခြင်းများခင်ဝမ်းလက်ရွေးစဉ်ခင်ဝမ်းလက်ရွေးစဉ်နှင့်တဖန်ပြန်လည်၍ဖြတ်တန်းခြင်းသူ၏သခြင်းများနှင့်နှင်းအေယဝရီနှုတ်ဆက်ခဲ့ပါれအမေပြီမာဆောင်ဆယ်မွန်ငါးတို့အပြန်များပင်ခုနှစ်ပြီတော့မျှော်တလင်းလင်း န်ခရမ်းပြကိုရဲလွင်နေဒီမင်္ဂလာကိုရဲလွင်လွှမ်းရတဲ့ညတွေလွန်ပါစေကိုနေဝင်းတို့မှာအလွန်ကြော်ကြခဲ့သောတေးများဖြစ်ကြပါတယ်။သူဤအနှစ်သက်ဆုံးတေးသချင်းများမှာနှင်းပြီမာဆောင်သက်သာမြစ်တို့ဖြစ်ကြပြီးသူဤစံပြဂီတသမားနှုတ်မှာစံနရာကိုတန်းလိုင်းနဲ့ဘလူးဂီတသမား BB King တို့ဖြစ်ကြတယ်လို့သိရှိမှတ်သားခဲ့ရပါတယ်။ ူ၏ဂီတာလက်ဦးဆရာမဂျွန်စတီးဖြစ်ပြီးသူ၏လက်ရွေးစင်အခွေများမှာခင်ဝမ်းလက်ရွေးစင်နှင့်နဲ့နှုတ်ဆက်ခဲ့ပါတဲ့အေယာဝတီတို့ဖြစ်ကြပါတယ်ခင်ဝမ်းဟာ တိုက်ဆို၏မင်းတို့မင်းတော်ရာဆို၏ကျွန်တော်ဘွားဇာကြောင့် အောင်ချိတ်ကနွေမမစာအုပ်များတွင်မျက်နှာဖုံးပကြီးရေးဆွဲခဲ့သူဖြစ်ပါတယ်။မြမကိတာတမိုင်းနဲ့မြမမော်ဒန်ပကြီးလောကတွင်ထင်ရှားခဲ့သောအဆိုတော်ခင်ဝမ်းဟာ2000ပြည့်နှစ်ဖေဖော်ဝါရီလ3ရက်ကြာသာပတိနေ့တွင်ရန်ကုန်မြို့၌ကွယ်လွန်ခဲ့ပြီးဇနီးဒေါခင်လေးမြင့်တမီးပွင့်ဖြူသည် ပွင့်မုံသည်ဇူလိုင်းသည် မြင့်ခိုင်သည်နဲ့မြေအောင်မြင့်ထွန်းတို့ကြံရိုက်ခဲ့ကြပါဗျ။ဒီဗီဒီယိုလေးကိုစုံထီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။